ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေသမီးကတော့အချင်းနဲ့ငျုံသီးစိမ့်ရဲ့စက်သွံဖြူရဲ့ထဲကျိတ်ထားတယ်အမေနောက်ထပ်ပါချိတ်ပေးရမလဲဘာမှမကျိတ်နဲ့တော့သမီးမလို့တော့ဘူးတင်းငျုံသီးလေးစမ်းမိပြီ ြင်တဲ့ပူပီးတကယ်စတဲ့ဒါပေမဲ့လည်းရှောင်ဖို့ခဲ့။တပေကအပြင်းမထိုင်ပြီးအချင်းကျိနေတဲ့အခါမှာပဲဖုန်းကြီးကရောက်လာခဲ့ပါတယ်။အမကြီးမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါ။ဒီကိုလာတာကသမီးလေးစပယ်အတွက်ကောင်းလေးတွေ့ထားလို့လာတာပါ။ဖုန်းကြီးကမင်္ဂလာဆောင်ဖို့ပြောတာနဲ့စပယ်ကရှက်ပြီးအခန်းထဲကိုဝင်သွားပါတော့တယ်။ဖုန်းကြီးကလည်းအိမ်ထဲကိုဝင်ထိုင်နေပါတယ်။ ်အမသမီးကလည်းအရန်ရှက်တတ်တာပဲနော်မင်္ဂလာဆောင်စကားကြားပြီးအိမ်ထဲရောက်သွားပြီအခုခင်မင်းကလေးတွေဆိုရင်မင်္ဂလာဆောင်မှုပြောတာနဲ့အကောင်လေးအကြောင်းစုံစမ်းကြရတယ်။ဟုတ်တယ်လေ။ဒါတော့ကျမတင်ထားတဲ့ယဉ်ကျေးမှုပါပဲ။ကျမသမီးတို့ဘေးအကောင်လေးကိုရှာလာလဲ။ပုံလေးပြပေးပါလား။ဒီမှာကောင်လေးပုံကြည့်ပါ။အရန်ချော့တယ်။အရန်လေးလီမာတယ်။ဘုန်းကြီးကလည်းကောင်လေးပုံကိုပြလိုက်တဲ့အခါမှာပဲဒေါနီကလည်းကောင်လေးကိုသဘောကျသွားပါတော့တယ်။ ။ဇပေးကလည်းဒိုနီရဲ့တူရိသောသမီးလေးဖြစ်ပြီးသူတို့ကအရင်လေးမချမ်းသာပါဘူး။ဒိုနီကလည်းဖုန်းကြီးကိုကောင်းလေးအိမ်နဲ့ပြောဖို့ပြောလိုက်ပါတော့တယ်။ဇပေးဟာမင်္ဂလာဆောင်ရဲ့တက်မှတ်လိုက်ပါတော့တယ်။အချိန်လေးကြာသွားပြီးဇပေးဟာအမေအိမ်မှာနေရမယ့်ရက်တွေကုန်ဆုံးသွားကမင်္ဂလာဆောင်ပြီးတော့ယောက်ျားဟင်ကိုရောက်သွားပါတော့တယ်။ယောက်ျားဟင်ကလူတွေဟာဇပေးကိုကြိုဆိုခဲ့ကြပါတယ်။ရောင်းမလည်းဒီအိမ်ကလူတွေအကုန်လုံးကအိမ်ကလူတွေလေ။ရောင်မတလောက်ရှိတဲ့ဘဝဘာလို့ချုပ်ထားရလဲ ပစပိတ်ထားစမှာဒါရီယာယဉ်ကျေးမှုလို့ခေါ်တယ်။ဟုတ်ပါပြီ။အတော်ကလည်းမြန်ခစ်တုံးနေတယ်။ထားပါ။ဘာမှမပြောတော့ဘူး။တူတူကဒီလိုတွေပြောပြီးဘေးဖိန်နေလိုက်ပါတယ်။ဒေါ်လာကလည်းပန်းတွေနဲ့ကျူးစိုးပြီးဇပေးကလည်းဆံခွက်ကိုထိပြီးအိမ်ထဲဝင်လာခဲ့ပါတယ်။ဇပေးဟာအိမ်ထဲဝင်ပြီးရောက်ခမရောက်ကထီးတို့ကိုကတော့ပါတယ်။အဲ့နောက်မှာဒေါ်ရီဦးလေးတွေကိုလည်းကတော့လိုက်ပါတယ်။ဇပေးဟာကျင်းတဲ့ဒေါ်ရီကိုကတော့တဲ့အချိန်မှာပဲတူတူကပြောခဲ့ပါတော့တယ်။စပေးရဲ့နင်းကလည်း အိမ်ကလူတွေရော အပြင်ကလူတွေရော အကုန်လုံးကတော့မာလာမပြီးနိုင်တော့ဘူးဟုတ်တယ်လေအမေကငင်းငယ်တဲ့အကြီးတွေကိုလေးစားဖို့တင်ထားပေးတာတူတူချွေးမလေးကငါတို့ကတော့နေရလေနေဟာဘာဖြစ်နေရလဲငါတို့ကအကြီးတွေလေချွေးမအစ်စ်လေးကငါတို့ရိုသေပေးမှာပဲချွေးမတယောက်ကဒါရီမလို့ရင်ဘသူလို့မလဲချွေးမရေအမြဲတမ်းပျော်ရွှင်ပါစေကျမ်းမာပါစေသမီးကဒီလိုစုတွေရချင်လို့ပဲအမေတို့ကတော့တာပါ ရှိအတွေ့တွေတွေးထားတဲ့ချွေးမကလည်းသူ့ခန်းထဲဝင်ပြီးခစ်ဆန်းတဲ့ချွေးမဟာလည်းသူ့ခန်းသူဝင်သွားပါတော့တယ်။အင်္ဂအိတ်တွေဟာတော့သူတို့ကိုယူတည်ပြီးတော့ကိုပြောလို့မပြီးပဲဖြစ်နေခဲ့ပါတယ်။စပယ်ကလည်းအရင်ရင်ကြီးတာပဲနော်။စကားပြောရင်လည်းအတန်းချိုးသားနေရပဲ။ဟုတ်ပါ၊နင်ပြောတာမှန်တယ်။စပယ်ကပထမရက်မှာအင်္ဂသူတွေအလုံးကိုချင့်အောင်နေပြလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲနောက်နေ့မနေ့ရောက်တော့စပယ်ရဲ့ပထမရက်ထမင်းချဲ့ရက်ကိုရောက်လာခဲ့ပါတယ်။ ဂျမေကမနက်အစောချပြီးဆော်ရီအောက်ထိချုံပြီးတော့ဆင်းလာခဲ့ပါတယ်။လာကြပါဦးလာကြပါဦးအိမ်ထဲကိုတခိုးဝင်လာပြီ။ဟဲ့ဟဲ့ဘာဖြစ်တာလဲသူတို့ဘာလို့အော်နေရလဲ။ရောင်းမတခိုးမဟုတ်ပါဘူးနေရောင်းမလေ။ချွေးမရဲ့နင်းကလည်းလှန့်သွားပဲ။အမေသမီးကအမေချွေးမလေတခိုးမဟုတ်ပါဘူးမကြောက်ပါနဲ့။ချွေးမအစ်စ်တွေဆိုတာဒီလိုပဲ။ဆော်ရီချုံပြီးလာကြတာပဲလေ။ပေချွေးမအစ်စ်ကတလောက်စာရီချုံပြီးလာလို့လေချွေးမတွေကအခုခေတ်မှာဘသူကဒီလိုတွေဝတ်လဲ တလောက်စာရီကအရင်အခက်ကခြုံတာအခုဆိုဘသူမှမခြုံမရဘူးလေ အမေကတော့တမီးကိုဒီလိုစာရီခြုံမင်းနေရမယ်လို့ပြောထားတာကဲဒါရီထားလိုက်တော့ဒီနေ့ကနင်ပထမရက်အတွက်ထမင်းချက်ရမှာလေဟုတ်တယ်မေတမီးပါချက်ရမလဲနင်အစင်ပြေတာသာချက်လိုက်တော့နင်ရောင်းမအတွက်ကတော့ခောက်ဆဲကြော်ပေးလိုက်စပယ်ကလည်းဒေါ်လာစကားတွေကြားပြီးဘာမှမပြောဘဲခေါင်းငိမ့်လိုက်ပါတော့တယ်။စပယ်ကမိဖို့ကြောင့်နဲ့လာတဲ့အခါမှာစိတ်ညစ်သွားပါတော့တယ်။ သူဟာမိဖို့ကြောင့်ကပစ္စည်းတွေကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဘလို့မိဖို့ကြောင့်လည်းမသိဘူး။ညကြီးမိဖို့လည်းမရှိဘူး။ကြောက်ပြားလည်းမရှိဘူး။ငါဘလို့မဆလာကြိတ်ရမလဲ။တရုတ်အစားစာပါအောင်ပြောတာလဲ။ခောက်ဆွဲထုတ်တွေတော့ရှိတယ်။အဲ့ဒါတွေလည်းတရုတ်တွေစားတာပဲ။ငါအဲ့ဒါပဲချက်လိုက်တော့မယ်။တပိဟောင်ခောက်ဆဲတွေပြုတ်ပြီးနောက်ထပ်ခောက်ဆဲကိုကြော်ပါတယ်။အဲဒီနောက်မှာအာလူပူရီချက်ဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့အာလူပူရီချက်ဖို့သူလိုချင်တဲ့ပစ္စည်းတွေကိုမတွေ့ပါဘူး။ ဒါဘလို့မိဖို့ကြောင့်လဲမိဖို့ကြောင့်လဲပြောသေးမဆလာကြိတ်တဲ့ကြောက်ပြားလည်းမရှိငရုပ်ဆောင်လည်းမရှိအာလူဟင်းချက်ဖို့မဆလာတွေလည်းလိုတယ်လေငါပါလို့ရမလဲငါအပေါ်ထက်မှာကြောက်ခဲတွေတွေ့မှာပဲသွားကြည့်လိုက်မယ်တပည့်ဟာမိဖို့ကြောင့်ကနေထွက်ခါအပေါ်ချက်ကိုတက်သွားပါတော့တယ်အပေါ်မှာသူဟာကြောက်ခဲအသေးနဲ့ကြီးနှစ်ခုကိုတွေ့ပါတယ်သူကကြောက်ခဲနှစ်ခုကိုမိဖို့ကြောင့်နေယူလာပြီးရေရင်းနဲ့စီးလိုက်ပါတော့တယ်အဲ့နောက်မှာကြောက်ပြားပေါ်မှာမဆလာတွေကြိတ်လိုက်ပါတယ် တူတူကလာကြည့်လိုက်ပါတယ်။ဂျောင်းမရေအလုပ်တွေဘလောက်ပြီးပြီလဲ။တရားရေအမေလာပါအောင်။ဂျောင်းမဒါပါတွေလုံနေရလဲ။တူတူရဲ့နင်းရလဲလေ။အမြဲတမ်းကဘာလုံနေရလဲပဲမင်းနေရမမြင်ဘူးလား။မစလာကြိတ်နေရလေ။ဟုတ်တယ်လေ။အုံနောက်မရှိတဲ့ဂျောင်းမရဲ့မစလာဘာလို့ကြိတ်နေရလဲ။မစလာကြိတ်ဆက်ရှိရပဲလေ။အဲ့ဒါနဲ့ကြိတ်ပါလား။မစလာကြိတ်ဆက်ရှိရငါသိရလေ။ ဒါပေမဲ့ငါဆက်နဲ့ကြိတ်ရတာမကြိုက်ဘူးလက်နဲ့ကြိတ်ထားတဲ့မဆလာစားကောင်းနဲ့အရသာလည်းရှိတယ်တန်ရှင်းလက်ဆက်တယ်လို့ပဲကြောက်ခဲပေါ်ကြိတ်ထားတဲ့ဟင်းတွေကတန်ရှင်းမမလားချက်ချင်တယ်လို့သာချက်တော့ငါတော့သွားပြီသူတို့ကစိတ်တူသွားပြီးထွက်သွားလိုက်ပါတော့တယ်အဲ့နောက်မှာစပယ်ကလည်းသူချက်ချင်တယ်လို့ပဲချက်နေပြီးအိမ်ကလူတွေကလည်းရှေးပုံစံအတိုင်းချက်ကျွေးလိုက်ပါတော့တယ်အိမ်ကသူတွေအားလုံးကလည်းအရင်ကြိုက်နေကြပါတယ်စပယ်ကိုအိမ်ကလူတွေဟာလက်ဆောင်တွေအများကြီးလေးပေးလိုက်ပါတော့တယ် ဒီလိုနဲ့ပဲအချိန်လေးကြာသွားပြီးဆန်ဆန်ကလည်းမင်္ဂလာဆောင်တာတလနီပါဖြစ်သွားခဲ့ပါတယ်။ဇပင်ကတော့ရှင်းယူတိုင်းမနေထိုင်ပါတယ်။ချွေးမရင်အိမ်လောက်ပြီးရင်ဘာတွေလောက်အောင်မလဲ။အမေသမီးကတော့အရင်ဦးဆုံးတပြက်စီလဲမယ်။ပြီးသွားရင်ကျန်းတိုင်မယ်။အဝတ်လျှော်လို့ပြီးသွားရင်မဆလာတွေကြိတ်ရမယ်။ချွေးမရဲ့ဘာလို့ဒီလောက်အလုပ်တွေလုပ်နေရလဲ။အဝတ်လျှော်ဆက်ဝယ်လိုက်ပါလား။မဆလာတွေကိုလည်းဆက်နဲ့ကြိတ်လိုက်ပါလား။အရင်နှစ်နိုင်ကြာမဲ့အလုပ်ကိုခဏနဲ့ပြီးတာပေါ့။အဲ့လို့ဆိုတော့နင်လည်းမပယ်မန်းတော့ဘူးလေ။ အမေတမီလည်းအလုပ်တွေအမြန်ပြီးမှတော့သိတယ်ဒါပေမဲ့တမီကအိမ်အလုပ်တွေကိုရှေးအတိုင်းပဲလုပ်တာကြိုက်တယ်တမီကစက်တွေဘာတွေတုံးရတာမကြိုက်ဘူးစက်တွေတုံးတာလူတွေအပြင်းကြီးစေတယ်လို့ပဲထင်တယ်တမီကတော့တွက်လက်တာပဲကြိုက်တယ်ဟုတ်တယ်ဒီနေရာမှာတော့တွက်လက်တာတော့မှန်တယ်တခြားနေရာဆိုမတွက်ဘူးတမီရဲ့ချွေးမရုံသွားတာမှမဟုတ်တာချွေးမတွေဆိုတာအိမ်အလုပ်တွေအကုန်တက်တာပဲကောင်းတယ်လေအဲ့လိုမဟုတ်ဘူးအမေတမီရောင်းမှသာပညာတတ်ရင်တမီလည်းသူ့ကိုရုံးခေါ်သွားတယ်အတူအလွတ်လုပ်တယ်တမီ နင့်မအကိုတယောက်ကြံနေရပဲလေနင်လိုချင်တယ်လို့ခစ်ဆန်နဲ့ချွေးမောင်ရှာလိုက်လေသူလိုက်နင်းနဲ့တူအလလောက်ပေါ့ဒေါ်လာစကားကြပြီးတူတူလေးပြုံးနေကစပယ်ကလည်းပြုံးလိုက်ပါတော့တယ်ဒေါ်လာတားငယ်ကလည်းမင်္ဂလာဆောင်ရမယ့်အရွယ်ဖြစ်နေပါတယ်ဒေါ်လာကလည်းသူ့တားငယ်အတွက်ကောင်းမလေးရှာပြီးနှစ်ရက်သုံးရက်ကြာရင်နောက်မှာနင်းစည်းဆိုတဲ့ကောင်းမလေးနဲ့မင်္ဂလာဆောင်ပေးလိုက်ပါတော့တယ်နင်းစည်းကလည်းခစ်ဆန်ပြီးစော်ရီမချုံမိန်အိမ်ရောက်လာခဲ့ပါတယ်ဘလူချွေးမလည်းမသိဘူးစော်ရီလည်းမချုံလာဘူး ဟုတ်တယ်သမီးရဲ့နင့်အမေကဘာမှမတင်ပေးလိုက်ဘူးလားအကြီးကြီးကိုလည်းကတော့ရတယ်လေအကြီးကြီးကိုကတော့ရမှာလားဒီလောက်လေးတဲ့စာတွေဝေ့ရတယ်လက်ဝေ့ရတနာတွေရော ပလဲတွေရောဘလောက်တောင်လေးလဲအဲ့ဒါကိုအားလုံးကတော့ရမှာလားသမီးခါတွေကြိုးတော့မယ်ဒီတယောက်ကလည်းအရင်စကားပြောတာပဲအမကြီးထားလိုက်ပါတော့ချွေးမပင်မနေပြီထင်တယ်ဟုတ်တာပေါ့ငါအရင်ပင်မနေပြီယောက်ျားကြီးခန်းနဲ့သွားမယ်လေချွေးမလည်းမရှက်ဘူးနော်သူ့ယောက်ျားကဘလို့ပြောနေရလဲယောက်ျားကမပြောတော့အတော့ကိုပြောရမလား ယောက်ျားရင်ငါအရှမ်းပင်မန်းနေပြီအခဲနဲ့သွားမယ်လေလေညီမနှစ်မှာအရှက်အောင်ရှိသေးလားလူတွေအရှိမလက်ကိုဆွဲရသလားအားလုံးအရှိမဘလို့နေရလဲမသိဘူးလားငါပါလို့လက်ကိုမဆွဲရမှာလဲငါယောက်ျားလေဘာဖြစ်လို့လဲเจ้าမလည်းအရှမ်းကိုအမေလှုပ်ချင်တာပဲ तू ကသူ့ယောက်ျားလက်ဆွဲတာလေဘာလို့တားနေရလဲကဲထားလိုက်ကြပါတော့အားလုံးသူ့ညာနဲ့သူအနားယူကြတော့ချွေးမနှင်းစီရေနင်းလည်းအနားယူတော့လေ အင်းကသူတွေရောဧသည်တွေရောဒေါနာစကားကြပြီးအခန်းနေသွားကြပါတော့တယ်။နင်းစီခန်းကလည်းအပေါ်ထက်မှဖြစ်တာကြောင့်အပေါ်ကိုတက်သွားလိုက်သွားတယ်။ချွေးမနှစ်ယောက်ကလည်းအကျင့်တွေပုံစံတွေလုံးဝမတူတာလေတိမ်နေမှာပဲနေထိုင်နေရပါတယ်။သူတို့နှစ်ယောက်ကဘလို့နေမလဲဆိုတာကြည့်ကြည့်ကြရအောင်။ဒီလိုနဲ့ပဲနောက်နေ့မနေ့ရောက်တဲ့အခါမှာတော့အမေရောင်မနင်းစီရောဘမလဲအောက်ကိုဆင်းလာပြီလား။မလာသေးဘူးအပေါ်မှာပဲထင်တယ်နှင်းသွားခေါ်လိုက်လေ။ သူတို့ကလည်းပေါ်ထွက်သွားပြီးနင်းစီကိုနှုတ်နေပါတယ်။ရောင်မရေရောင်မရောင်မပါလုံးနေရလဲထားတော့လေရောင်မနင်းစီရေသူတို့ကအခန်းတကားဖွင့်တဲ့အခါမှာအခန်းထဲမှာဘယ်သူမှရှိမနေပါဘူး။ရောင်မဘယ်မှာလဲအခန်းထဲမှာလည်းမရှိဘူး။သူတို့ကလည်းအောက်ကိုပြေးလာပြီးနင်းစီခန်းထဲမှာမရှိတာကိုပြောခဲ့ပါတယ်။ချွေးမနင်းစီကပဲရောက်သွားပြီလေချွေးမလည်းဒီနေ့မှ ပထမရက်လေပဲရောက်သွားပြီလေအမေ တမီးကတော့ချွေးမအသက်လာရင်မကောင်းဆိုးဝါးတွေလှုပ်တက်တယ်လို့ကြားဘူးတယ်။တော်ပါတော့ရောင်းမရဲ့မဟုတ်တာတွေမပြောနဲ့။အမေရောင်းမလေးကပေါ်ထက်မှလာမသိဘူး။တမီးသွားကြည့်အောင်မယ်။တူတူဟာပေါ်ထက်ကိုသွားပြီးကြည့်တဲ့အခါမှာနင်းစီကအဝတ်စားအတူတွေဝတ်ပြီးလေ့ကျင့်ခန်းလုပ်နေခဲ့ပါတယ်။အိမ်နားကသူတွေကလည်းနင်းစီကိုကြည့်ပြီးကြင်ရည်နေကြပါတယ်။ရောင်းမရဲ့ဘာလုပ်နေရလဲ။နင်မတွေ့ဘူးလား။ငါလေ့ကျင့်ခန်းလုပ်နေရလေ။ရောင်းမရဲ့လေ့ကျင့်ခန်းလုပ်တာတော့ဟုတ်ပါပြီ။ဒါပေမဲ့ရောင်းမရဲ့ ဒီမှာတော့လှုပ်ချင်တယ်လို့လှုပ်လို့မရအောင်လေလူတွေအားလုံးကြည်နေတာရောင်းမနေချင်တယ်လို့နေလို့မရအောင်တော့သူတို့တွေလားလူတွေကတော့အယူပါပဲနှင်းစီဒါဘလို့ဝတ်စားတွေဝတ်ထားလဲငါရှက်လိုက်တာဟဲ့ရောင်းမလည်းလေနေရတကအရန်ပါလို့နဲ့သူဝတ်ချင်တာဝတ်ပါစေရောင်းမနှင်းစီရေနောက်ဆိုရင်အပေါ်တက်ပြီးတော့လေ့ကျင့်ခန်းမလုပ်နဲ့နော်ရောင်းမအဲ့လိုဝတ်စားဝတ်တာတွေ့ရင်လူတွေကြည့်ရကြလိမ့်မယ်ရောင်းမနောက်ဆိုရင်စင်ချင်နော်သူတို့နဲ့နှင်းစီကလည်းအောက်ကိုဆင်းလာခဲ့ပါတယ် ။စပယ်ကလည်းအပေါ်ထပ်မှနေပြီးတွေးနေခဲ့ပါတယ်။နင်းစီကလည်းဘလို့ဝတ်စားတယ်ဝတ်တာလည်းမသိဘူး။ဒီလိုဝတ်စားတွေကိုခက်ဆန်နေဆိုရင်ငါတို့ကတော့ခက်မဆန်ချင်ပါဘူး။စပယ်ဟာဒီလိုတွေးပြီးအောက်ကိုဆင်းလာခဲ့ပါတယ်။နင်းစီကလည်းအားလုံးကိုထမင်းဟင်းတွေကျွေးနေပါတယ်။အလုံးကတော့ရမ်းကြိုက်နေကြပြီးစပေးကတော့မကြိုက်ပါဘူးအိမ်ကလူတွေအားလုံးကတော့ထမင်းတွေကြိုက်ကြတယ်အမစပေးကတော့ဘာမှမပြောစားကောင်းလားငါကတော့အစားတောက်တွေစားတာတိတ်မကြိုက်ဘူး လက်နဲ့ကြိတ်ထားတဲ့မဆလာတွေကအရင်စားကောင်းတယ်။ငါတော့ဒီလိုရတာမကြိုက်ပါဟဲ့။ဟုတ်လား။အဲ့လိုဆိုရင်လည်းအမချက်ထားတာစားပေါ့။ညီမချက်တာမစားနဲ့လေ။အမချက်ပြီးတော့တယောက်တည်းပဲစားလေ။ချွေးမရေ။နင်ကဘလို့စကားတွေပြောနေရလဲ။အဲ့ဒါနင့်တဲ့အကြီးလေ။အဲ့လိုစကားမပြောရဘူးလေ။နင်းစီ။နင်ကငါ့ကိုအဲ့လိုပြောပြီးနှိမ်မဲလို့မစင်စားနဲ့နော်။ကျောင်းမရေတော်ပါတော့။ကျောင်းမနင်းစီ။ကျောင်းမစပယ်စကားတွေနားမထောင်နဲ့။ तू ကအဲ့လိုအကျင့်ရှိတယ်။ကျောင်းမချက်တာအားလုံးစားကောင်းတယ်။ ကျောင်းမတော့အိမ်အလုတ်ရောအပြင်လုတ်ရောအကုန်ကျွမ်းတယ်။ကျောင်းမချက်တာလဲစားလို့ကောင်းတယ်။ညီညီမနှစ်ယောက်ကြားရင်းမှလေးစကားများနာတွေကို ကြည့်ပြီးဒေါ်လာကစိတ်ပြက်နေခဲ့ပါတယ်။တပည့်ကဘာမှမပြောဘဲထွက်သွားလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲအချိန်တွေကြာလာပြီးညီညီမတွေလည်းတယောက်နဲ့တယောက်စိတ်ထားတွေမတူညီတာကြောင့်နေ့တိုင်းစကားများကြပါတော့တယ်။တပည့်ကတော့အိမ်အလုတ်တွေအားလုံးလုပ်ရပြီးနှင်းစီကတော့အပြင်မှာအလုတ်လုပ်ပါတယ်။ဒီလိုနဲ့ပဲအချိန်တွေကြာလာပြီးတည့်ရမှာတော့ ်ချွေးမစပယ်ရေးထမင်းချက်ပြီးပြီလားပြီးပြီအမေထမင်းလည်းချက်ထားတယ်စားလို့ရပြီချွေးမရေးနင်းစီတို့ကလည်းအပေါ်မှာပဲလှုပ်လှုပ်နေကြတယ်ထမင်းစားဖို့ခေါ်လိုက်ပါလားနင်းစီကလည်းကွန်ပျူတာတလုံးကင်ပြီးအရန်အလုံများတယ်ထင်နေတာအိမ်လောက်ကြတော့ဘာမှမလုပ်ဘူးသမီးကြတော့တနေကုန်အိမ်လောက်လောက်တယ်သမီးသာမရှိနင်းစီကဘလို့မှအဆင်မပြေဘူးနင်းစီနဲ့တူတူရေးထမင်းစားတော့မယ်လာကြလေစပယ်ကလည်းသူ့အိမ်မှာမရှိရင်လုံးဝအဆင်မပြေဘူးလို့ထင်နေပါတယ် တပတ်မှနှင်းစီကတူတူနဲ့ထိုင်ပြီးကွန်ပျူတာနဲ့လွတ်လွတ်နေခဲ့ပါတယ်။ထမင်းခူထားတယ်။သွားစားကြမယ်တူတူရဲ့။စပယ်ကလည်းထမင်းချက်ပြီးဘာထိန်နေလဲမသိဘူး။ဟုတ်တယ်ရောင်းမရေ။တူတူကလည်းနှင်းစီစကားကိုပဲထောက်ခံခဲ့ပါတယ်။နှစ်ယောက်လုံးကလည်းထမင်းစားဖို့ထွက်သွားလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲချိန်တွေကြာလာပြီးလင်ကြီးမတွေကအမြဲတမ်းရံဖြစ်စကားများနေတတ်ကြပါတယ်။ဒီလိုနဲ့ပဲတည့်ရမှာတော့စပယ်ကသူ့အမေအိမ်သွားဖို့အတွက်လုံနေခဲ့ပါတယ်။အမေသမီးအမေကနေမကောင်းလို့ကြားတယ်။သမီးခဏအိမ်ပြန်ရမယ်။ မီးမရှိခင်နင်းစီအိမ်ကိုကြည့်လိုက်မယ်။ဟုတ်ပြီလေသွားညမအိမ်ကိုကြည့်နိုင်တယ်အကုန်လှုပ်လိုက်မယ်။နင်းစီကလည်းစပိတ်ကိုသွားဖို့ပြောပြီးအိမ်လုပ်တွေအားလုံးလုပ်ဖို့ပြောလိုက်ပါတော့တယ်။စပိတ်ကလည်းသူ့မိအိမ်ကိုရောက်သွားပါတော့တယ်။နင်းစီကလည်းအိမ်လုပ်တွေလုပ်ဖို့ပြောလိုက်ပြီးစပိတ်ကလည်းဘာထင်နေလဲမသိဘူး။ "तू မရှိရင်အိမ်လုပ်တွေမပြီးဘူးထင်နေတာ။ငါအရင်ဆုံးအလုပ်ခုလုပ်မယ်။ပြီးရင်အိမ်လုပ်တွေလုပ်မယ်။ငါအကုန်လုပ်နိုင်တယ်။ချွေးမရေစပိတ်ကတော့သွားပြီ။" နင်အလုပ်တွေလုပ်လေအရင်အဆုံးပကန့်စေးထမင်းချက် ပြီးရင်အဝတ်လျှော်လိုက်နော်ပြီးမှရုံးအလုပ်တွေလုပ်ဒါပေမဲ့အမေငါတော့အိမ်အလုပ်တွေလုပ်မယ်ပြောထားတာလုပ်လို့မရဘူးနင်းစီဟာအင်တန်ရှင်ရီတွေလုပ်ပကန့်တွေစီးပြီးတော့ထမင်းဟင်းတွေချက်နေခဲ့ပါတယ်ထမင်းချက်တဲ့အလုပ်ကလည်းရမ်းပင်မှန်းတာပဲဒါပေမဲ့လည်းငါအလုပ်တွေလုပ်ရမယ်အဝတ်တွေလည်းလျှော်ရမယ်နင်းစီကရေချိုးကနေလာပြီးအဝတ်တွေရှော့ဖို့စက်သေးကိုထည့်လိုက်ပါတော့တယ် နင်းစီကအင်းအလုတ်တွေလဲလုတ်ပြီးအခန်းထဲလာပြီးအလုတ်လဲလုတ်နေပါတယ်။အဲ့ဒီချိန်မှာပဲချွေးမနင်းစီရေချွေးမဘာလုတ်နေရလဲငါ့ကိုလက်ဖက်ရဖြောပေးအမေကလည်းဘာဖြစ်နေရလဲအခုမှအလွတ်လုတ်နေရလေအမစပယ်ရေဩအမစပယ်မှမရှိရပဲငါမေ့ပြီးခေါ်နေတာငါပဲလက်ဖက်ရလုတ်ရတော့မယ်နင်းစီဟာပြင်လာပြီးလက်ဖက်ရလုတ်ခါဒေါ်လာကိုပေးလိုက်တဲ့အခါမှာတော့အိနာကမိမကြီးတွေလည်းရောက်လာခဲ့ကြပါတယ်ချွေးမနင်းစီရေ အိမ်နာအတော်ရလာတယ်သူတို့အတွက်လည်းလက်ဖက်ရည်သွားလုပ်ပေးဟုတ်ကဲ့ပါမေအိမ်လုတ်တွေကလည်းဘယ်တော့မှကုန်မလဲနင်းစီဟာနောက်တစ်ခါလက်ဖက်ရည်တွေသွားပြီးတော့ဖြောပါတော့တယ်နင်းစီကပထမဆုံးအိမ်ကလုတ်တွေအားလုံးကိုတယောက်ထိတ်လုံနေပါတယ်အိမ်လုတ်တွေကလည်းပြီးကိုမပြီးနိုင်ဘူးအမစပယ်ကဘလူတွေလုတ်လဲငါတော့ခစ်မိတာပဲကောင်းတယ်အမတော့အိမ်ကိုကြည့်တယ်အိမ်အလုတ်တွေလုတ်ရတာမလွယ်ဘူးပဲငါနဲ့အမစပယ်ကတော့တန်းတူပါပဲသူ့တန်ဖို့ငါသိပါပြီ နင်းစီဟာစပယ်မရှိခင်မှာပဲသူ့တန်မှုကိုတီးတွားပါတော့တယ်။သူကလည်းစပယ်ကိုတောင်းပန်ဖို့စဉ်းစားနေလိုက်ပါတယ်။ဒီလိုနဲ့ပဲရက်တွေကြာသွားတဲ့နောက်မှာစပယ်ဟာလည်းအိမ်ပြန်လာပြီးစပယ်လာတဲ့နေ့နင်းစီကသူ့မင်းအိမ်ကိုတွားပါတော့တယ်။ငါအိမ်လာတော့ तू ကဘာမှမပြောမဆိုနဲ့ပြန်သွားတယ်။ငါတော့ဘာမှမဖြစ်ပါဘူး။အိမ်အလုပ်တွေအားလုံးငါတယောက်တည်းလုပ်နိုင်တယ်။စပယ်ဟာသူ့တယောက်တည်းအိမ်အလုပ်တွေအားလုံးလုပ်နိုင်တော့ကိုဂုဏ်ယူနေပါတော့တယ်။ဒီလိုနဲ့ပဲရက်တွေကြာသွားပြီးတည့်ရမှာတော့ delivery ကောင်းလေးတယောက်လာခဲ့ပါတယ်။စပဲကတကောက်သွားဖွင့်ပေးလိုက်ပါတယ်။ပါလို့လို့လည်းပြောလေ။မလို့ပါဘူးမ။အိမ်မှာဆက်ထဲထဲဖို့ OTP လာတောင်းတာပါ။ OTP ကပါလေ။စပဲက OTP စကားကြားပြီးဘာမှနားမလဲတာကြောင့်နင်းစီကိုဖုန်းဆက်လိုက်ပါတော့တယ်။နင်းစီကကောင်းလေးကိုပြောပြပါတယ်။စပဲကလည်းမိဖို့ကြောင့်နဲ့လာတဲ့အခါမှာဂျုံနေကုန်နေပါပြီ။ဂျုံနေကလည်းကုန်နေပြီ။ငါဘလို့မုံလို့ရမလဲ။ကြုံတော့ဝယ်ပေါ်လဲရမ်းဝေးတယ် ဘလို့မှမလို့ဆင်မပြေဘူးနှင်းစီရှင်အွန်လိုင်းနေမှာလိုက်ငါတို့သွားစရာမလိုငါမမာတတ်ဘူးလေတပည့်ဟာအရင်လုပ်ဒေတာရပါမယ်အပြင်ကအတီတရားတွေတော့မရှိပါဘူးတပည့်ဟာဘာမှမတတ်နိုင်တာကြောင့်ဂျုံသွားဝယ်ရပြီးဂျင်းဝယ်ပြီးပြန်လာတဲ့အခါမှာပဲအိမ်မကအဲ့တယ်ရီရောက်နေပါတယ်အိမ်မကလည်းအဲ့တယ်ရီရောက်လာပြီးအိမ်မစားစရာလည်းမရှိဘူးနှင်းစီရှင်တော့အပြန်းနေမှာပဲတယ်ငါတို့အွန်လိုင်းနေဘာမှမမာတတ်ဘူးနှင်းစီမရှိတော့လဲငါအဆင်မပြေဘူးပဲ ငါတော့အိမ်လုတ်တွေသာလုတ်တတ်တာအပြင်ဘဟုသူတာတွေဘာမှမရှိဘူးနှင်းစီရှိမှပဲအဆင်ပြေမှာပါတပေဟာနှင်းစီမရှိရင်သူဟာအဆင်မပြေဘူးဆိုတာတည်သွားပါတော့တယ်နှင်းစီကလည်းနှစ်ရက်အတွက်အပြင်ကိုထွက်သွားပါတယ်နှစ်ရက်နေတော့နှင်းစီပြန်လာတဲ့အခါမှာဇဘေက သူ့ကိုဖတ်လိုက်ပါတော့တယ်နှင်းစီရဲ့နေမရှိတော့တီအိမ်ကအရင်ကပြင်းစရာကောင်းတယ်ဟုတ်တယ်မအမမရှိရင်တီအိမ်ကမဖြစ်ပါဘူးအမမရှိတော့ကလည်းအဆင်မပြေဘူး အမမရှိရင်လည်းညီမလည်းမနေတတ်ဘူးအခုတော့နှစ်ယောက်လုံးကမရှိမဖြစ်ဆိုတော့အတူတူနေကြမယ်အမေတို့အပေါ်ထပ်ပို့မယ်လင်းကြီးမနှစ်ယောက်ကလည်းတယောက်ကိုတယောက်ရမ်းချစ်သွားပြီးအတူနေထိုင်သွားကြပါတော့တယ်ယောက်ျားတွေကလည်းသူတို့ကိုကြည့်ပြီးပျော်နေပါတယ်လင်းကြီးမနှစ်ယောက်ကလည်းနှင်းစီမတက်တာတွေကိုစပယ်ကတင်ပြီးစပယ်မတက်တာတွေကိုနှင်းစီကတင်ပြီးနေလုံနေကြပါတယ်ဒီလိုနဲ့ပဲလင်းကြီးမနှစ်ယောက်ကချစ်ချစ်ကင်းကင်းနဲ့နေထိုင်သွားကြပြီးမိဖို့ကြောင့်မလေးအလုတ်တူတူကုညီလောက်ကင်ကြပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။